ဲခါးရင်နာတယ်ဒီလိုဒီဒီတစ်သုံးချက်သားရင်နာတယ်အဲဒီလိုချမ်းနေဖို့ရခါကြတော့ဒီဇစ်ဇစ်တွေနာတယ်ဇစ်တွေကအဲအဲ့လိုအဲ့လိုဆိုအရန်နာအဲခါးရင်နာတယ်မနေ့ကမထနိုင်တလားမြို့မှာနေထိုင်တဲ့အသက်69နှစ်အရွယ်ဥဖုံးမြင့်ဟာရန်ကုန်မြို့စိတ်ကန်တခုမှာအခုလိုကုန်ထမ်းအလုပ်လုပ်နေတာနှစ်ပေါင်း40ကျော်ပါပြီ။အခုတော့အရင်လိုမဖြစ်လာနိုင်တော့ပဲ 108ပေါင်လေးတဲ့ဆန်အိတ်ကိုတင်မောပေါ်ကနေကားပေါ်ရောက်တဲ့အထိတဖြည်းဖြည်းချင်းထိတန်နေရတာပါသူ့အတွက်ဆန်တအိတ်ထမ်းရင်ငွေကျပ်200ရပါတယ်သူနဲ့အတူဆန်ထမ်းသူတွေကတနေ့ကိုဆန်အိတ်150လောက်အထိထမ်းနိုင်ကြပေမဲ့သူကတော့တနေ့ကိုဆန်အိတ်20ရောရဖို့တောင်းခက်ခဲပါတယ်သူဟာဆန်အိတ်တွေကိုကားပေါ်မှာစီပေးရတာဆန်အိတ်တွေမပြောက်ရအောင်စောင့်ကြည့်ပေးရတာ စသဖြင့်သူတနိတာလှုပ်အားကစုစုပေါင်းဟာကျပ်တတောင်းဝန်းကျင်ရှိပါတယ်။ဒါပေမဲ့ဒီဝင်ဝေကလက်ရှိကာလမှာသူတို့မိသားစုဝဝလင်းလင်းစားတောက်ဖို့ခက်ခဲပါတယ်။နေ့စံဘလောက်တက်လဲ။ဟိုအချင်းချင်းကြည့်ထားတယ်။သိရလေ။အနည်းဆုံး9000ရမယ်ဆိုရင်အားဒီ9000ကဘယ်လိုဆောင်။ကမာစီလို့ရမယ်။ကမာစီခိုင်းမလား။ဟောမစီခိုင်းဘူးဆိုရင်ခုငွေသူပါလာလို့ပြောမစီအောင်ဆိုရင်ပတ်စံမရဘူး။မရတဲ့ကိုဘာလို့ရမလဲ။ကြည့်ရင်ခိုင်းလို့လိုက်ထမ်း။ ။ထိုင်အိမ်ပြန်အောင်လို့အရှိတော်တောင်းတော့ပေါင်းယူရတယ်။ဘူးတော့ဗာမေ့နေတာ။ဒါကမင်းသား။မေ့နေ။အခုမှတကြီးရတာ။ဒါရရဆိုပဲ။အိမ်ပြန်အောင်ပတ်သက်မရှိဘူးမပေါင်းဆိုရင်မစားပြန်မစားတော့ဘူး။ဥဖုံးမြင့်ဟာအရင်ကအကြီးစားစက်မှုလုပ်ငန်းကော်ပိုရေးရှင်းကဆလာမှာဝန်ထမ်းအဖြစ်လုပ်ကိုင်ခဲ့ရကနေလာစာနေလို့အသက်30လောက်မှာကုန်ထမ်းလုပ်သားအဖြစ်ပြောင်းလဲရည်တည်ခဲ့တာပါ သူ့မှာအသက်20ကနေ30အရွယ်တမီ3ယောက်ရှိပြီးအဲ့ဒီထဲက2ယောက်ကတော့အိမ်တော်ခွဲတွေပါဦးဖုံးမြင့်ဟာကြံတဲ့အကြီးဆုံးတမီညီဇနီးနဲ့အတူနေထိုင်နေတာပါသူတို့မိသားစုအတွက်တလအိမ်ငှားကချက်၄တောင်းအပြင်လျှက်စစ်မီဘူးတစ်နေ့တစ်ထောင်ချက်မိတွေဘူးနဲ့ရေဘူးတစ်နေ့2000ဝန်းကျင်နေ့စဉ်ကုန်ကြပါတယ်ဦးဖုံးမြင့်ရဲ့ဇနီးဖြစ်သူအသက်53နှစ်အရွယ်ဒေါ်တင်တင်လိုင်းဟာ စီးကျူသွေးတိုးနဲ့လေးဘက်နာဝေဒနာတွေဖြစ်တာကြောင့်ဥဖုံကြီးရဲ့ဝင်ငွေကိုပဲအားကိုးနေရသူပါဥစံတတောင်းကတော့ညနေဆိုရင်မရှိတာတော့အမှန်ပဲတခါကျရင်သူလာလို့တရားတော့မကြံတော့ဘူးပုံမှန်အဲ့လိုဒီတတောင်းဆိုတော့မလောက်ဘူးပဲမဲ့ဒီလိုချစ်ချုပ်ပြီးတော့ပေါ့ခုနပြောသလိုအနီတို့အများကြီးတော့မဝင်နိုင်ချက်တုံဆိုလဲဒီ300ဘောပေါ့အချုံမိုးလေး300တန်းလေးနဲ့ပဲဝဲပြီးတော့အဲ့လိုမျိုးပဲဒါစုစားရတာပေါ့ကွယ်အသက်39နှစ်အရွယ်ကိုအောင်မျိုးထွန်းကတော့ဥဖုံမြင့်ရဲ့လုပ်ဖွဲ့ကိုင်ဘတ်တအူးပါ ဥဖုံးမြင့်ဟာအသက်ကြီးလာလို့တက်တာတဲ့နေရာတွေမှာသာလုံနိုင်တော့တာကြောင့်ဝင်းဝေးလဲနေတာလို့ပြောပါရယ်ကျွန်တော်တို့လောက်တော့ပြောရမယ်သူပတ်သက်နေပါတော့မရဘူးပေါ့ကွယ်သူကတော့အသက်ကြီးပိုင်းဆိုတော့လည်းသူ့ကိုညာတဲ့အနေနဲ့လို့လူကြီးကြီးခိုင်းမှုတွေရတယ်ပြီးတော့တက်တာတဲ့နေရာလေးပါလေးဒီမှာဟိုခိုင်းဒီခိုင်းပေါ့အဲအဲ့လိုမျိုးလေးတွေဟိုတိုင်ဟိုသွားပို့ဆန်နမူနာတော့လေးသွားပို့တာတို့ပါတို့အဲ့လိုမျိုးလေးတွေပေါ့အဲအဲ့လိုမျိုးလေးတွေတော့လောက်ဥဖုံးမြင့်ဟာအသက်ကြီးပေမဲ့စောင်းဝင်နေကြောင့်ဇွဲမလျှော့ပဲလောက်ကင်နေရတာလို့ ူ့ရဲ့လုပ်ဖော်ကိုင်းဘက်ဖြစ်တဲ့အသက်58နှစ်အရွယ်ဦးစိုးနိုင်ဦးကပြောပါတယ်။သူများသုံးလလောက်ရောက်ရင်ဒီတလန်းခွက်လောက်ကတော့ပေါ်နိုင်သေးတယ်။ဒါဘာဖြစ်လို့လဲဆိုတော့ပိုးတုံးနေရတယ်ဒီလှုပ်လာတဲ့အခန့်ရှိတော့အလုပ်ကျန်းသမားခန္ဓာရည်ရှိတယ်ပေါ့ဗျာ။အခုတော့စိတ်ကလည်းဆောင်းတာပေါ့။ဆောင်းဝင်ရေးပြေးလေပြီးအေးချမ်းပျော်ရွှင်တဲ့မိသားစုဘဝကိုတိဆောက်ချင်တာကြောင့်ဝင်းဝေးပို့ရတဲ့ကုန်တန်းနဲ့အလုပ်ကိုစတင်လုပ်ကင်ခဲ့တဲ့ဥဖုံမြင့်ဟာသူ့ရဲ့ရည်ရွယ်ချက်တွေမပြည့်မချင်း ဒီအလုပ်ကိုဆက်ပြီးလုပ်နေရအောင်မှာဖြစ်ပါရဲ့ရှင်။အဲ့လိုအေးအန်းနေပြီးတော့ဘုံမသားလေးဘွားလေးဒီထဲကနေမြသားစင်းနဲ့အများတီမဲနေဘွားကိုလိုချင်တာ။ဟာဘာလို့အမညာလို့အမဆိုစိတ်ကမရှိ။အဲ့တော့ပတ်စံရှာဖို့ပြအဘဒီဒီကုံတန်းလေးလိုလောက်တာ။ပတ်စံရှိမှမြသားကအကောင်းဆုံးနေလို့ရမှာလေ။